ွေးဆုံးနေတဲ့လက်ကလက်ရင်နေပြီဖြစ်ပါတယ်ပေါ့နော်ဂျာကိုမှထပ်ပြီးတော့သူတို့ရဲ့လမ်းအတိုင်းကိုလိုက်ပါပြီးတော့ဒီအဲပူပေါင်းပြီးတော့ဝင်ရောက်ပြီးတော့ရွေးကောက်ခံမဲ့နိုင်ငံရေးသမားဆိုတဲ့လူတွေကလည်းအမှန်တကယ်တော့နိုင်ငံရေးသမားလည်းမဟုတ်တော့ဘူးသူတို့ဟာတော့ပြည်သူလူထုအနေနဲ့ဘလုံးမောက်လက်ခံနိုင်ကြမရှိပါဘူးပြည်သူလူထုရဲ့ယဉ်ထဲမှာလူကိုမခင်လို့မူမခင်တာလည်းမဟုတ်ဘူးသူတို့ပြောတာကဒီစစ်ကောင်စီရဲ့အကြိုက်တွေကိုလိုက်ပြောနေရတာဖြစ်တဲ့အတွက် ဘလို့မောက်တရားတဲ့စကားတွေကလည်းပတ်မလာတော့ဗျဒီမိုကရေစီဆိုတာပြောပြီးဆိုတာ ਨੇ တပြိုင်တည်းသူတို့ဘာလုပ်လဲဆိုတော့စစ်တပ်လူတွေဆိုတဲ့အကြောင်းပြဖို့ရတဲ့တိုင်းပြည်မှာမျိုးမျိုးသောတိတ်ထိုင်ုံတွေကိုဖန်တီးတယ်လူမျိုးရေးတွေဘာသာရေးတွေအထီးကုံတွေဖြစ်အောင်ပြုလုပ်ပါတယ်စစ်တပ်ရဲ့အနိုင်ကျင့်မှုတွေရွေးကောက်ပွဲနှစ်ခါလုံးမှုတွေကိုခံရတဲ့အခါမှာခံပြင်းသွားသောပြည်သူလူထုအုပ်စုကြီးတီအခုချိန်ထိအောင်လို့ပဲကိုလည်းပဲအချို့သောသူတွေပေါ်မှာတော့စာနာမှုမရှိသေးတာတွေ့ရပါတယ်ဒီလူကိုမုံလို့ရှင်စစ်တပ်ကိုချစ်ရတော့မယ်စစ်တပ်ကိုချစ်ပြီးဆိုဒီလူကိုမုံရတော့မယ်အဲ့လိုဆိုရင်တော့ဘာကိုချစ်မှာလဲ လူလူချင်းချစ်မှာလားအာနာရှင်ကိုချစ်မှာလား